ပေးရတော့ဗောနောပြောမယ်ဆိုတော့ဒါ protein ဓာတ်လို့တော့ကျမတို့ကပြောလို့ရပါတယ်အဲ့တော့ protein ဓာတ်ကိုယူတဲ့ချိန်မှာတော့ဥပမာဆိုရှင်ဗောနောဟိုတရိษံရတဲ့ protein ဗော animal protein ဆိုတော့ဒါအသားတွေငါးတွေဗောနောစားတာဗော plant protein လို့ပြောလို့ရှင်တော့ဒါပေးမျိုးမျိုးကနေရတာဖြစ်ပါတယ်အဲ့တော့ပေးရတော့စားလို့ရသလားဆိုတော့စားလို့ရပါတယ်ဒါပေမဲ့အခုပြောသလိုဗောနောပေးဒီအများကြီးစားတယ်ဆိုရှင်ကလေးဒီမှာတော့ဟိုမဖြစ်တောင်မှမိဘတွေမှာအမေတွေမှာဗောနောအမေတွေမှာဖိုက်ပွားတာဗောနောပေးရဲ့သဘောတရားသူ့မှာ fiber လေးပါတယ်နောက်ပြီးတော့ခါကျ protein ဓာတ်လည်းပါတယ်နောက်ပြီးတော့ကျမတို့ပြောနေတဲ့ prebiotic ပေါ့နော်ဒါလေးတွေကလည်းပါတဲ့အတွက်ကြောင့်မလို့နည်းနည်းတော့ bite ထဲမှာကတိကအောင်လေးတွေရှိတတ်ကြပါတယ်ဒါကြောင့်မလို့ကျမတို့တွေကတော့ပြောမယ်ဆိုရင်တော့ဥပမာပဲနီလေးစားတာမျိုးတို့ပဲပဲဘွာလေးတို့နောက်ပဲစင်းငုံတို့နောက်ပြီးတော့ပဲလိပ်ပြာတို့ဆိုလို့ရှိရင်တော့ဒါမိမိတွေအတွက်ပို့ပြီးတော့မှတင့်တော်တယ်ကလဘဲလိုမျိုးကြလို့ရှိရင်တော့နည်းနည်းလေး bite ပွားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုဆိုတော့တစ်ဖက်မှာတစ်ခါတော့ပဲစားပေါ့နော်ဒီလိုလေးနည်းနည်းလေး short စားလိုက်တယ်ဆိုလို့ရှိရင်တော့ရပါတယ်လို့နော်နောက်တစ်ခါတော့အခုပြောသလိုပေါ့ဥပမာပဲတွေကလည်းအများ ိုက်စားတယ်ဆိုရှင်ဗိုက်ထဲမှာနေမကောင်းတာတွေဖြစ်တတ်တယ်ကလေးမှာတော့လေပါသွားတယ်ဆိုတာမျိုးတော့မဟုတ်ပါဘူးဒါပေမဲ့မိမိဒီမှာပေါ့နော်ဟိုဥပမာအထူးသဖြင့်ဆိုရှင်တော့မွေးခါနေ့အချိန်မျိုးမှာဆိုတော့ဒါ short စားတက်ပါတယ်ဥပမာဖေးစားတဲ့အတွက်ကြောင့်မလို့ဗိုက်ထဲမှာပေါ့နော်မအီမသားဖြစ်နေတာလားဒါမှမဟုတ် uterine contraction လို့ခေါ်တဲ့ကိုယ်ဝင်ပေါ့နော်ဒီဒီတအိမ်ရဲ့လှုပ်ရှားမှုကြောင့်လားဆိုတာနည်းနည်းလေးခွဲရခက်တတ်ပါတယ်နော်အဲ့လိုမျိုးဖြစ်တဲ့အချိန်မှာဆိုရင်တော့ဒါမိမိဒီအနေနဲ့ကလည်းဒါဆင်ခြင်တဲ့အနေနဲ့ကတော့เนาะကျမတို့တွေကပဲဟင်းစားမယ်ဆိုရှင်၅ဆွန်း၆ဆ ส่วนเทตปุ่มสาเตมุหรือเราจะเยอะชะมาเลยใช่